ဝတ်စုံဝတ်လိုက်တာနဲ့သူ့ဒီဓာကြီးကိုကင်ပြီးတော့သူ့ရဲ့မျက်နှာကြီးကလုံးဝဒီပြော့ပြောင်းမနေဘဲနဲ့ခတ်ထန်ပြီးတော့လုံးဝဟိုဒီဘယ်လိုပြောမလဲကိုယ့်ရဲ့စိတ်ထဲမှာတမျိုးကြီးခံစားလိုက်ရတယ်ဒီပုံမှန်တာမန်ပုံစံနဲ့ကျွန်တော်တို့မြင်နေရတာနဲ့မတူဘူးလုံးဝကွေးပြားတယ်သူ့ရဲ့မျက်နှာမှာမှန်ပါတယ်မြင်လိုက်တဲ့ခါကျတော့ဝါးကနေပြင်ပြီးတော့ surprise တွေအဲ့လိုမျိုးလေးပေါ့နော်စိတ်ထဲမှာတော်တော်လေးကိုပျော်ရွှင်ရပါတယ်ဟုတ်ပါဘူး လဲဒါဒီအမေကြီးကိုကတ်တာတဲ့ဒါကိုကျွန်တော်ကဒီပြီးစုလည်းမပေးဝရဲဘူးပြီးစုလည်းမပေးဝရဲတဲ့ခါကျတော့တူတေချာချာကျွန်တော်ရွတ်ဖတ်တရယ်ဆယ်ပြီးတော့တေချာခွိပန်ပြီးမှဒါကျွန်တော်ပေးဝရတာပေါ့နော် ုတ်ကဲ့ဟုတ်ဟိုကျွန်တော်အမြင်ပေါ့နော်ဒါကလည်းကြတော့ကျွန်တော်ကျွန်တော်လည်းနေပေါ်ပါလီလာထားတယ်ဟိုစာ ဖတ်ထားတာတွေလီလာထားတာတွေလောက်တော့ရှိတာပေါ့နော်ကျွန်တော်လည်းဒီဟိုကိုကလော်ဂီဆီယာလုံနေဆိုတော့ဒီအမေရင်နဲ့ပတ်သက်ပြီးတော့သမိုင်းကြောင်းတွေဖတ်တယ်အမေရင်နဲ့ပတ်သက်ပြီးတော့ဒီလီလာထားတာတွေတော့ရှိတာပေါ့နော်အဓိကတော့ဒါကျွန်တော်တို့ကြည့်လိုက်မှဆိုရင်အမေရင်ဆိုရင်ကဲဒါမယ်ရီရဲ့ အမေကြီးကမွေမွေပါတယ်ကြားပါတာပေါ့နော်အဓိကတော့ဒါဒါကြီးပါဝါဆိုတော့ကျွန်တော်တို့ကိုနိုင်ကလည်းဒီအမေကြီးနဲ့ပတ်သက်ပဲဆိုရင်အမြဲတမ်းဟိုယုံကြည်ကြည်နဲ့လှုပ်တဲ့အထဲမှာပါတာပေါ့နော်အဲကြောင့်ဒီကိုဒီအမေကြီးဖွဆုံနဲ့ပတ်သက်ပြီးတော့ဒီအမေကြီးပုံနဲ့ပတ်သက်ပြီးတော့ဒီပုံလေးထွက်လာတော့တွေ့တဲ့ခါကျတော့အတိုင်းမသိဝမ်းသာမိပါတယ် စိုင်းတာကုတန်းထိုင်တို့ပေါ့နော်ကုတန်းထိုင်တို့ဟိုကိုကျွန်တော်ကပြောလိုက်တယ်ကုတန်းထိုင်ဒီပုံရိုက်တော့မယ်ဆိုရင်ပွဲပေးလိုက်ပွဲပေးဆိုရင်ဒါဟိုကျွန်တော်တေချာလေးလမ်းညွှန်ပေးတော့ပေါ့နော်ဒါပြီးတော့ဒီပုံချမ်းတွေထွက်လာတော့လေကျွန်တော်တို့လှမ်းပြပေးတယ်အဆင်ပြေလားဆိုတော့အဆင်ပြေပါတယ်ဟိုလှတာပေါ့နော်ဟိုသူ့ဒီအမေကြီးပုံစံ ဒီပုံဝတ်စုံလုတ်တဲ့လူရဲ့ဝတ်တဲ့လူရဲ့ကအရင်ကိုဒီတန့်ရှင်းနေရမယ်စင်ကြယ်နေရမယ်ဖြူစင်နေရမှာပေါ့နော်အဲ့ဒီအချက်တွေနဲ့ပြည်စုံရမယ်ပြီးတော့ပြောမဆိုရင်နတ်စရာတွေနတ်ဝင်တဲ့တွေဒီနတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့နတ်အကျိုးဆောင်တွေအဒီဒီပုံကူတွေဒါဒီဝတ်စုံကြီးဝတ်ကြတာပေါ့နော်အဲအဲ့ဒါကြောင့်ကျွန်တော်တို့ကဒီဝတ်စုံဝတ်မယ်ဆိုတော့ဟို ဒီဝတ်စုံလေးနဲ့ရိုက်ချင်တာပေါ့နော်ရိုက်ချင်တယ်ပြောတဲ့ခါကျတော့ကျွန်တော်လည်းတက်နိုင်တဲ့လောက်ကိုအကြံပေးတယ်ဒါကဘလူကိုင်းပါအာဘလူလေးလောက်ပါဆိုပြီးတော့တက်နိုင်တဲ့လောက်ကျွန်တော်ဒီဟန်လေးနဲ့ပါလောက်ပြတာပေါ့နော်ဒီလိုမျိုးတွေတို့ကိုင်းတဲ့ပုံဒီကစားပေါ့နော်ကျွန်တော်ဟန်လေးနဲ့ပါလောက်ပြလိုက်တယ်ကိုကလည်းဟိုအရန်ဆရာကြီးတော့မဟုတ်ဘောเนาะဟိုကိုတွေ့နေရတယ်မြင်နေရတယ်ပြီးတော့ကိုလေးလာတာတဲ့ပုံစံအတိုင်းမျိုးဘောเนาะဒီကျွန်တော်တို့ဒီသင်ဆရာတွေရှိတယ်မြင်ဆရာတွေရှိတယ်ဒီ ပုံစံတွေရဲ့အတိုင်းကျွန်တော်ကြည့်ပြီးတော့ဒါပြန်ပြီးတော့ဒီပုံစံလေးလောက်ပါဒီပုံစံလေးလောက်ပါဆိုပြီးတော့ကျွန်တော်ပြန်ပြီးတော့မျှဝေပေးတာပေါ့ဟုတ်မုံရတဖက်ကံမောင်းတုံမှာသွားပြီးတော့ကျွန်တော်တို့သွားပြီးတော့ဒါရင်ငွေလှုံတာတော့ပေါ့ရင်ငွေလှုံတာတယ်အဲ့ဒီမှာတေးသေးချာချာလေးကိုလောက်တာတဲ့ဓာတ်ဖြစ်တယ်နောက်ပြီးတော့ဒီဓာတ်ကလေကျွန်တော်တို့ကဒါကိုအိမ်မှာဆိုရင်လေကျွန်တော်တို့ကဒီ တံပိုးထားတဲ့အရာတွေမှာတော့ပါတော့ဗောနော်တည်တည်ချာချာလေးကျွန်တော်တို့ထားရတယ်ဟိုတော်ယုံဆိုရင်လည်းကျွန်တော်တို့ဘဒုမှာလည်းတိတ်မပေးကင်မပေးကင်တဲ့ထဲမှာပါတော့ဗောနော်ဟိုဒါကျွန်တော်ရက်စိတ်ကဟိုနည်းနည်းအစွဲတစ်ခုတော့ရှိတာဗောနော်ဒီဟိုတာမန်လူကိုပေးဝါရမှာတို့ရှိတာအဲဒီလိုမျိုးဖြစ်သွားတာဗောနော်ဒီဒါဆိုတာအမြဲတမ်းစုတောင်းနေစကားပြောတယ်အဲကြောင့်ဒီကိုယ်လည်းဆောက်ရှောက်တယ်ခံစားရတယ်အာကိုယ်ဆောက်ရှောက်တယ်ခံစားရတဲ့ခါကျတော့ဒီအမေကြီးနဲ့ပတ်သက်ဆိုရင်ကျွန်တော်ကပြီးဆိုလို့မလုပ်ရဲဘူး ဒါဒီအမေကြီးကိုကတ်တာတဲ့ဓာတ်ကိုကျွန်တော်ကဒီပြီးစုလွယ်ကြီးမပေးဝါရဲဘူးပြီးစုလွယ်မပေးဝါရဲတဲ့ခါကျတော့တူတူချာချာကျွန်တော်ရွတ်ဖတ်တယ်ဆဲပြီးတော့တေချာခွိပန်ပြီးမှသာကျွန်တော်ပေးဝါရတာပေါ့နော်ဟုတ်ရှားဆိုနိုင်တယ်လေဓာတ်ဆိုပိုင်တယ်လေရောတာတွေလည်းกินဝေးစေဆဲခုရဲ့အမေ ဒီနားလည်တက်ကြွတဲ့လူတွေနဲ့မေးမြန်းပြီးမှဒါဖန်တီးသိတယ်တော့ကျွန်တော်ထင်တယ်။ဘာဖြစ်လဲဆိုတော့အာဒါမူလေးတွေရှိတယ်။အချို့အရာတွေကဒီကျွန်တော်တို့လေဒီရှေးမူတွေလေးမပြတ်အောင်ရဲနောက်ပြီးတော့ဒီဟိုအမှန်တိုင်းပြောမှဆိုရင်ကျွန်တော်တို့ဒီပါဇက်ရာဇဝင်တွေကကြလာကြတာတွေရှိကြတာပေါ့ဒီလိုမျိုးလေးရေးကြတယ်အာဇက်ထုတ်တစ်ခုမှဆိုရင်တစ်ခုပေါ့เนาะအဲအဲ့လိုမျိုးလေးတွေရေးကြတာပေါ့เนาะအဲကြောင့်ဒီ ကိုယ့်ရဲ့ဒီအသွေးလေးနဲ့ဖတ်ထားတဲ့စာလေးတွေအာဒီဒီဇိုင်နာလည်းသူတို့လေးလာမှုတွေနဲ့စရတွေနဲ့ဖန်တီးတယ်လို့ပဲကျွန်တော်မြင်ပါတယ်ခင်ဗျာဟုတ်ဝတ်ဆောင်ဝတ်လိုက်တာနဲ့သူ့ဒီဓာကြီးကိုကင်ပြီးတော့သူ့ရဲ့မျက်နှာကြီးကလုံးဝဒီပြော့ပြားမနေဘဲနဲ့ခတ်ထန်ပြီးတော့လုံးဝဟိုဒီဘယ်လိုပြောမလဲကိုယ့်ရဲ့စိတ်ထဲမှာ တမျိုးကြီးခံစားလိုက်ရတယ်ဒီပုံမှန်တာမန်ပုံစံနဲ့ကျွန်တော်တို့မြင်နေရတာနဲ့မတူဘူးလုံးဝကွေးပြားတယ်သူ့ရဲ့မျက်နှာမှာမှန်ပါတယ်မှန်ပါတဲ့ခါကျတော့ဘယ်လိုပြောမလဲဆိုတော့အရင်ကြီးကိုကြည့်လို့အဆင်ပြေတာပေါ့နော်ကြည့်လို့အဆင်ပြေတယ်ကိုလိုချင်တဲ့ပုံစံလေးလဲထွက်လာတဲ့ခါကျတော့အတိုင်းမသိဘူးဝမ်းသာတယ်ဟုတ်မြင်လိုက်တဲ့ခါကျတော့ဝါးကနေပြပြီးတော့ surprise တွေအဲ့လိုမျိုးလေးပေါ့နော်စိတ်ထဲမှာတော်တော်လေးကိုပျော်ရွှင်ရပါတယ်ဟုတ်